မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ခြေဆုတော်နှင့်ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ခြေဆုတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ခြေဆုတော်ကြောင့်2025ခုနှစ်မေလယနေ့ဆိုကျွန်တော်တို့ 19ရက်နေ့တို့အရောက်ရှိလာပါပြီပူဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါတယ်နေ့ရက်စတိုင်းနှစ်ခွက်တော်ကိုချီးရှုခွန်အားယူသောဓမ္မပရိသတ်အားလုံးကိုဖျားရှင်သာ၍ကောင်းချီးပေးပါစေရင်သက်ချင်းရှိပါစေဆုတောင်းကြပါစို့အဖဖျားကျေးဇူးတင်ပါတယ်နေ့ရက်စတိုင်းနှစ်ခွက်တော်နားထောင်သောသူများကိုကောင်းချီးပေးပါတယ်နှစ်ခွက်တော်အဖြစ်တိဆောက်ဆရာဖြစ်စေပါအခုလည်းကျွန်တော်ပြောခြင်းထက်ကိုရောပြောခြင်းသာဖြစ်စေပါတခိယေရှုနာမအားဖြင့်ဆုတောင်းရဝေငှပါလေဖျား အာမင်ဖြတ်ရှင်ရဲ့ခြေစတော်ကိုအချီးမွမ်းပါရစေကျွန်တော်တို့ကောင်းစဉ်တစ်ခုနားထောင်နေပါရစေတမန်ကျမ်းစာမှာတွေ့ရတဲ့မိုက်တော်မျိုးသမီးများနဲ့ပညာရှိသောမျိုးသမီးများကျွန်တော်နားထောင်နေတယ်အကြံအစည်မှာမိုက်သောမျိုးသမီးတွေတဲမှာ၅ယောက်ကိုကျွန်တော်နားထောင်ခဲ့ပြီဖြစ်တယ် အခုကတော့ကျွန်တော်ပညာရှိသောမျိုးသမီးများနားထောင်တာဒီကနေ့ဆိုရင်တော့ကျွန်တော်တို့နှစ်ရက်မြောက်ကိုနှစ်ရက်မြောက်ပေါ့နော်ဒုတိယတယောက်ကိုကျွန်တော်ရောက်ပြီးဖြစ်ပါတယ်အဲ့တော့ပညာရှိမျိုးသမီးတွေထဲမှာဒုတိယမြောက်တယောက်ကတော့ဘယ်သူလဲဆိုတော့နော်ပထမတယောက်ကတော့ကျွန်တော်ရာခတ်ဖြစ်တယ် ံခန်းကြီး14အငယ်1ကိုဖတ်ရင်တွေ့ရမယ်။ယောရှုမစာခန်းကြီး2အငယ်8ကနေ19အထိဖတ်ရင်ကျွန်တော်တွေ့ရမယ်။အဲရန်ခိုက်ရဲ့အသက်တာကတော့အိမ်ကိုတိဆောက်တဲ့အမျိုးသမီးဖြစ်တယ်။ဒီဂျီရီခေါမျိုးကို ဖြိုတဲ့အချိန်မှာသူ့အိမ်ကိုသူကတိဆောက်နိုင်တဲ့အမျိုးသမီးဖြစ်တယ်။ဘာကြောင့်တိဆောက်နိုင်လဲ။အသက်ရှင်တဲ့ထာဝရဘုရားကိုယုံကြည်ခြင်းအဖြစ်တိဆောက်နိုင်တာဖြစ်တယ်။အဲတော့ အိမ်ကိုရောက်လာတဲ့သူနှစ်ယောက်ရဲ့ပြောတဲ့စကားအတိုင်းပဲကရင်ပေါက်မှာကျူးနေချတဲ့အခါမှာတမျိုးလုံးပြိုပေမဲ့သူ့အိမ်လွတ်မြောက်ချင်းရတယ်ဒါကိုကျွန်တော်လည်းဖွင့်ပြအများကြီးနားထောင်ခဲ့ပြီဖြစ်တယ်ဒါပထမတစ်ယောက်ရခတ်ဖြစ်တယ်ဒီကနေ့ကတော့ဒုတိယတစ်ယောက်ဒုတိယတစ်ယောက်ပညာရှိတဲ့အမျိုးသမီးဒုတိယတစ်ယောက်ကတော့အဘိဂဲလာဖြစ်တယ်အဲ့တော့အဘိဂဲလာဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်က ကင်ဤဝမ်းမြောက်ခြင်းလို့အဓိပ္ပာယ်ရတယ်။ဟောကျမ်းစာတော်လုံးမှာအဘိဂေလနာမည်သူ18ယောက်ရှိပါတယ်။အဲ့ဒီမှာမှနာဗလာရဲ့မိန်းမအဘိဂေလအကြောင်းကိုကျွန်တော်ဒီကနေ့နားထောင်မှာဖြစ်တယ်။သူနဲ့ပတ်သက်ပြီးတိရခန်းကြီး25အငွေနှစ်ကနေ52နှစ်ထိဖိုင်ကျွန်တော်တွေ့ရမှာဖြစ်တယ်။ပုဒ္ဒံခန်းကြီး19အငွေ14မှာသူနဲ့ပတ်သက်ပြီးတော့အဘိဂေလလို့အမျိုးသမီးကိုဘယ်လိုဖော်ပြလဲဆိုတော့ဒါလေးကိုဖတ်ပြခြင်းနဲ့ ်တန်ချံအခန်းကြီး16အငယ်14မှာအိမ်နဲ့စီးစိမ်သည်မိဘအမွေဥစ္စာဖြစ်၏တမာတတိရှိသောမယားမူကသာဝိယဖျားပေးသနာတော်မူရဖြစ်၏အာမင်အဲ့တော့အိမ်နဲ့စီးစိမ်ဆိုတာမိဘအမွေကြောင့်ဖြစ်နိုင်တယ်တဲ့အဲ့သူတော်ညာလေဒီအမွေရထိမ့်သိမ့်မှတည်မြဲတယ်မထိမ့်သိမ့်ရင်လည်းကုန်တတ်တယ်တဲ့အဲ့သူတော်ညာလေတဲ့တမန်သတိရှိတဲ့မယားဆိုတာသာရဖျားပေးသနာတွေ ဆုလက်တစ်ခုပဲအဲ့တော့ကျမ်းစာထဲမှာဒါအပိကဲလာတမာတတိရှိတဲ့မယားဖြစ်တယ်။သူကထူးခြားတဲ့အမျိုးသမီးဖြစ်တယ်။သူယောက်ျားနာဗလာ သိဆိုးတယ်။ကရမင်လာမြို့မှာလူကြီးတယောက်တော့ဖြစ်တယ်။ဒါပေမဲ့သူ့မှာစိုးမြင့်တဲ့သဘောကြီးရှိတယ်။ဒါကျမ်းစာမှာအတိအကျရေးထားတယ်။ပတိယခန်းကြီး25ငွေနှစ်ကနေ50နှစ်တိဖိုင်ဒီအပိကေလာနဲ့နာဗလာရဲ့အဖြစ်ပြက်ကိုတွေ့ရမယ်။အဲ့ဒီအချိန်မှာဒါဝိတ်ကို ရှောလူကလိုက်သက်တဲ့အခါဒါဝိဒ်ကထွက်ပြေးနေအိုက်ကာမီလာမျိုးကိုရောက်သွားတာဖြစ်တယ်။အော်ဒီဒါဝိဒ်နဲ့လူ400လောက်ရှိနေတဲ့တကြောင်ဒါဝိဒ်နောက်လိုက်တဲ့စစ်သူကြီးတွေဒါဝိဒ်နောက်လိုက်တဲ့သူတွေကအင်အားကြီးတဲ့အခါမှာဒါဝိဒ်တို့ဖွဲ့ရှိလို့ဒီနာဗလာတို့အပိဂဲလာတို့ဇနီးမောင်နှံနဲ့နာဗလာရဲ့စီးစိန်တွေကိုလုံခြုံမှုဖြစ်နေတာ။ဘာလို့ဒါဝိဒ်ကိုကြောက်ပြီးဒီနာဗလာတို့ကိုလူတွေကလာဒုက္ခမပေးတာ။ ဒါကြောင့်လေဒါဝိဒ်ကသူ့လူတွေနဲ့အဲ့အဘိကေလယောက်ျားနာဗလာရှိမှရိတ်ခါသွားတောင်းခိုင်းတယ်။ကေငါတို့ဒီမှာစောင့်ရှောက်ပြီးလို့မင်းတို့အစဉ်ပြေတဲ့ကြောင့်ငါတို့အနေငယ်တော့ရိတ်ခါလေးလေးပြီးပါကွယ်ဆိုပြီးတော့သူကအတနာခံပြီးတောင်းတယ်။အဲ့အချိန်မှာပဲဒီနာဗလာကဒါဝိဒ်ရဲ့လာတောင်းတဲ့အဖွဲ့တွေကိုဘာပြောလဲဆိုတော့အာဒါဝိဒ်ဆိုတာငါမသိဘူး။သူကရှောလို့ပုံကန်နဲ့သူမှလား။ အဆိုးမြင့်တဲ့သူမှလာဟာမျိုးမျိုးတွေလျှောက်ပြောပြီးတော့ငါရဲ့မုတ်ငါစီးစိန်ငါဥစ္စာတွေကိုငါမသိတဲ့သူပေးရမလားဆိုပြီးအဘိဂေလယောက်ျားနာဗလာဒါဝိဒ်ကိုသွားပြောလိုက်တယ်။အဲ့ဒါကိုဒါဝိဒ်ကိုပြောတဲ့ရောက်ဒါဝိဒ်လူတွေကစိတ်ဆိုးပြီးဒါဝိဒ်ကိုပြန်ပြောပြတဲ့အခါမှာဒါဝိဒ်ကဒါဆွဲပြီးလူ400နဲ့တတ်ဖို့တော့နာဗလာရှိဦးလား။အဒီတဲ့ကိုကြားတဲ့ကနာဗလာရဲ့မိန်းမအခုကျွန်တော်လေ့လာတဲ့အပိကဲလာချက်ချင်းပဲ ောက်ပေါက်စုတ်တီးနွားနိုးတွေစသဖြင့်စားစရာတွေယူပြီးတော့အဲ့ဒါဝိတ်လာတဲ့လမ်းမှာသူကဖြတ်ပြီးတော့တောင်းမှတော်ဒါဝိတ်ကပြီးခဲလောက်မသိတော့မင်းမသူလဲဆိုအအခုရှင်တတ်ဖို့လာတဲ့နာဗလရဲ့မယားပဲကျွန်မယောက်ျားနာဗလဆိုတဲ့နာမည်အဓိပ္ပာယ်ဟောဆိုးညက်တော်သူလို့အဓိပ္ပာယ်ရတယ်။တူပြောချင်ရပြောတာပါ။တိုးတော်ညာလေးကျွန်မမျက်နာထောက်ပြီးတော့ခွန့်လုပ်ပေးပါ။အဲ့တော့ဒီအပိကေလာတောင်းမှန်တဲ့အရာကိုနာဗလ တော့တောင်းမှန်ပြီးတဲ့အရာဒါဝိကလက်ခံလိုက်။ဟောဒါဝိကလည်းပြောတယ်အေးမင်းအောင်ကြောင်ကတတ်ဖို့လာတယ်ဒါပေမဲ့မင်းမျက်နှာကြောင်ကလွတ်ပြီးမင်းမင်းမျက်နှာကြောင်။အော်ဒီရောက်ကြည့်ခြင်းအဖြစ်ဒါဝိကနာဗလမျက်နှာကြောင်ပြန်လှည့်သွားတော့မို့အပိကေလာလို့တမာတတိရှိတဲ့မယားရဲ့ပညာရှိတဲ့စကားကြောင်ရင်ကျေးတိမ်မွေ့တဲ့နှုတ်နဲ့ပြောတဲ့အရာကိုကြည့်ပြီးဒါဝိကပြန်လှည့်တော့တယ် အောင်စက်ကောင်းတယ်။ဒါတော့ဒီရောက်ကြည့်ကြအောင်ပြအပိကေလာအိမ်ကို ဖြိုဖျက်ခြင်းပျက်စီးခြင်းဆုံးရှုံးခြင်းတွေလာပြီမဲ့လမ်းမှာဒီအမျိုးသမီးကဒီဖြိုဖျက်ခြင်းပျက်စီးခြင်းဆုံးရှုံးခြင်းတွေကိုပြောင်းမြန်လာအောင်သူပြန်လုပ်ပေးနိုင်။ဒါကြောင့်ကျန်တာမှာအပညာရှိတဲ့အမျိုးသမီးတွေမှာအပိကေလာပါတယ်။နောက်ကနတုတ်တန်ခန်းကြီး19အငယ်14ရ တမန်သရီရှိတဲ့မယားမူကထာဝရဘုရားပေးသနာတော်မူရာဖြစ်တယ်။အဲ့ဒီရောက်ကြည့်ခြင်းအဖြစ်ဒီနာဗလရဲ့မိမအဖိကဲလာတမန်သရီရှိတဲ့မယားဖြစ်။ဘုရားပေးထားတဲ့မယားကို နာဗလရပြီ။မယားကိုလည်းမထီလေးစားလုပ်တယ်။ဘုရားကိုလည်းမထီလေးစားလုပ်တော့နောက်ဆုံးနာဗလဆုံးရှုံးသွားတယ်။အဲ့ကုနာဒါဝိနဲ့အဖွဲ့ကအဘိကေလာကြောင့်မတ်တပ်ပဲပြန်လှည့်သွားတဲ့ချိန်မှာအဘိကေလာအိမ်ပြန်လာပြီ ာဗလမူးပြီးတော့နောက်နေမနမိုးနေတဲ့အခါအမှုပြေတဲ့အခါမနီယာရှင့်ကိုဒါဝိကတပ်ဖို့အတွက်လူ400နဲ့လာတယ်။ကျမတောင်းမှလို့ပြန်လှည့်သွားတာနမလို့မနီယာရှင့်သိပြီ။အဲ့ဒါပြောတဲ့စကားကိုနာဗလကြားတဲ့အခါမှာအကြောက်လွန်တာ။တွတ်တွတ်တွေးပြီးကြောက်ကြောက်ကြောက်ရင်းနဲ့ဆယ်ရက်ကြာတဲ့အခါနှလုံးကြောက်ခဲ့လို့ဖြစ်ပြီးသိတယ်။စကားအလိုကြီးတယ်။အခုကြောက်ပြောရရင်သင်ဖတ်ချင်တိရခိုင်25 ်အငယ်နှစ်ကနေ50နှစ်ထိဖန်ကျွန်တွေ့ရလိမ့်မယ်အဒီအကြီးကြီးအဖြစ်ဒီအပိကဲလာရေဉာဏ်ပညာနဲ့လှုပ်ဆောင်တဲ့အရာတွေကအိမ်တအိမ်လုံးရဲ့ပြူလဲခြင်းအားလုံးကိုဒီမျိုးမီးတယောက်က မပြူလဲအောင်ထိန်းထားပလိုက်တာအောင်စက်သက်ကောင်းတောင်းဒီကနေ့ ချစ်တော်မိခင်များတခါလေသင်ရဲ့အိမ်သင်မိသားစုမှာပြူလေးဖို့ပျောက်ပြတ်ဖို့ဆုံးရှုံးဖို့ပျက်စီးဖို့လာနေတဲ့အရာတွေမျိုးမျိုးရှိတတ်တယ်။အဲတော့ကျွန်တော်ကဘာနဲ့ထိန်ရမနှုတ်ဘက်တော်နဲ့ထိန်ရစွတ်တောင်းခြင်းနဲ့ထိန်ရဉာဏ်ပညာနဲ့ထိန်ရသိမွေနူးညံ့တဲ့နှုတ်နဲ့ထိန်တာဒီပြီးကလာသိမွေနူးညံ့ဆိုတာဒါဝိကိုဘယ်လိုပြောလဲဘူးဒါဝိကပြန်လှည့်တော့တယ် ါလေကျွန်တော်တို့ကဒေါသတွေနဲ့တုံ့ပြန်တတ်တဲ့အမျိုးမျိုးတုံ့ပြန်တဲ့အခါဆုံးရှုံးတတ်တယ်။ Again အဘိကေလာသာဒါဝိတ်ကိုဒေါသနဲ့ပြောကြည့်အဘိကေလာလည်းအသက်ခံမှာနာဗလာလည်းအသက်ခံ။ဒါပေမဲ့တိမ်မွေ့စွာဖြစ်ပြန်ပြီ။လိန်မာပါနတ်စွာ ပြောတဲ့အခါဒါဝိတ်ပြန်လှည့်သွားတယ်။ဒါကြောင့်ဒီအဘိကေလာကြောင့်နာဗလာအသက်ကြီးကလွတ်မြောက်တယ်။အိမ်တအိမ်လုံးစီးစိမ်ဥစ္စာအလုံးမိသားစုရဲ့ပျက်စီးဆုံးရှုံးခြင်း ရှိမဲ့အထဲကနေကောင်းကြီးပြန်ဖြစ်သွားတယ်။အဲ့တော့ဒီအဖြစ်ပြကြီးတစ်ခုလုံးမှာအတိကဇက်ဆောင်ကတော့အဘိကေလာဖြစ်တယ်။ဉာဏ်ပညာအမြော်မြင်ရှိတဲ့အမျိုးသမီးဖြစ်တယ်။ဒါတော့ဘိကေလာရဲ့အသက်တာမှာထူးခြားတဲ့ချက်ကလေး၃ချက်တွေ့ရတယ်။နံပါတ်၁ branch ချက်ကသူ့ယောက်ျားမှားယွင်းနေပြီမဲ့သူ့ယောက်ျားနဲ့သူ့တိုင်လုံးမပြူပြအောင်သူက လိမ်မာပါနတ်စွာဖြင့်လှုပ်ဆောင်တတ်တဲ့မျိုးမျိုးဖြစ်တယ်အဲအောင်းချက်ကောင်းအကိသူသာလိမ်မာပါနတ်စွာမလို့ရင်နာဗလာအိုင်းနေရသေးတယ်သူစီးစိန်နေလဲအကုန်ရှုံးတယ်ဒါပေမဲ့သူရဲ့လိမ်မာပါနတ်ချင်းဟာမှားယွင်းနေတဲ့ယောက်ချောက်သူယူမိတာသူသိတော့သိတယ်ဒါပေမဲ့လည်းသူပေါင်းနေရတဲ့တကြောင်သူအဖြစ်လွတ်မြောက်အောင်သူပြန်လုပ်ပေးတယ် ဲ့ဒါတမာသတိရှိတဲ့မယားဖြစ်။မိုက်မဲတဲ့မယားဆိုရင်တော့အဲ့ဒီမိုက်မဲတဲ့သူကြောင့်အိမ်ပေါ်မိသားစုကအကုန်ပြုတ်ပြတ်တယ်။ဒါပေမဲ့တမာသတိရှိတဲ့မယားဖြစ်တဲ့ကြောင့်ယောက်ျားရောအိမ်ရောစီးစိမ်ရောလုံးဝချင်းရတယ်။တောင်နံပါတ်၁ယောက်ျားမှားနေပြီမဲ့မိမပါနဲ့တောင်သူ့မိမကြောင့်လွတ်ကဲဒီမှာနေဒုတိယချက်ကအပိကေလာယောက်ျားနာဗလာ အပိငယ်လာကိုတမိုးမထားဥပခါပြုတ်ထားတယ်ဒါပေမဲ့ဒါဝိကတော့အပိငယ်လာစကားတွေကိုဥပခါမပြုတ်အသိမပြုတ်အကောင်းစရာကောင်းတိမ်နေနေတဲ့ယောက်ျားမိန်းမကိုမထီလေးစားလို့ဒါပေမဲ့အပြင်မှာ ရှင်ဘရင်ဖြစ်လာမဲ့ဒါဝိကအဲ့ဒီမျိုးသမီးရဲ့စကားတွေကိုတမိုးထားတယ်ဒါလည်းကောင်းစရာ ီးရလားစကားဒါဝေးကတံမိုးထားပြီးတက်ဖို့လာတာမတက်ပဲပြန်လှည့်သွားတယ်။တိုင်နေနေနဲ့နာဗလာကြတော့သူ့မိမအောင်သူမထီလေးစားတွေလို့။ဒါကြောင့်နာဗလာရဲ့တက်တာမဖြစ်ဖို့လို့။ကောင်းတော့မရဘူးရတယ်။ပညာရှိတယ်မရဘူးရပြီ။ကိုမိမအောင်မထီလေးစားလို့တာနာဗလာပဲ။ရင်နေလူကမဒီလေးစားလုပ်တယ်မိန်းမအပြင်ကလူကလေးစားဆက်ဆံတယ် ဲသတိထားတောင်းရင်ကြည့်ရှုနေတဲ့ online ပရိသတ်တွေထဲမှာခင်မုန်းတယ်များရှိရင်မိမိရဲ့ဇနီးကဖရာတရားမြဲတယ်စွန့်တောင်းတယ်ဖရာနဲ့သွားရင်ကျွန်တော်တမုန်းတာသူပြောရစကားကိုနားထောင်အောင်တော့သူဘုရားနဲ့သွားလာနေတာမိမိခင်မုန်းကဖရာနဲ့သွားလာရင်သူကနားထောင်အောင်တော့သူဖရာနဲ့သွားလာဖရာနဲ့သွားလာတဲ့သူကမမားနိုင်ဒီကုရှိတယ်ဖရာနဲ့မသွားလာပဲပြောချင်အောင်ပြောရင်တော့နားထောင်ခြင်းမှနားထောင်လို့ရမယ် အခုကအဘိကေလဘုရားတရားရှိဘုရားနဲ့တော့တောက်ကြောက်ကြသူ့တံပေါ်မထားဘူးဒါပေမဲ့ဒါဝိရဲ့တံပေါ်ထားသူ့ရောက်ကြအဘိကေလစကားကိုလက်မခံဒါဝိရဲ့လက်ခံဒါဒုတိယချက်ထူချားတယ်ယောက်ျားလက်မခံနိုင်တဲ့ကိစ္စမရှိဘူးဒါဝိလက်ခံတဲ့အခါယောက်ျားမသိဘူးဘာလို့လဲဆိုတော့ဒါဝိနဲ့အဘိကေလစကားကိုလက်မခံရင်နာဗလာလက်ခံမှာအဲ့ဒီတောက်ကြောက်ကြည့်ခြင်းအဖြစ်အဘိကေလထူချားတယ်သူ့အိမ်ကို ဖြုတ်ဖြတ်ဖို့လာတဲ့သူကိုသူဖြောင်းပြတတ်တယ်ဆိုတွေ့ရတယ်အဲ့ဒါပညာရှိတဲ့အမျိုးမျိုးဖြစ်တယ်နောက်ဆုံးတတိယချက်တတိယချက်ကတော့ဘာလဲဆိုအပိကေလာဒါဝိတ်ကသူ့အိမ်ကိုလာမဖြတ်စည်းဖို့သူ့ယောက်ျားကိုမတ်တပ်ဖို့သူကငြိမ်းချမ်းရေးလုပ်နေတဲ့အချိန်မှာသူ့ယောက်ျားနာဗလာအိမ်မှာအရက်တော့ပြီးမူးနေတယ်မိမတော့ငင်းချမ်းရေးလုံနေတယ်ယောက်ျားငမိုးဖြစ်နေတယ်။ဒါလေးတော်တော်အောင်စရာကောင ယောက်ျားငမူမိန်းမကပညာရှိယောက်ျားကြောင့်ဆုံးရှုံးတော့မယ်မိန်းမကြောင့်လွတ်မြောက်အဲ့ဒါပြီးခဲ့လာတယ်ချွတ်ကြတယ်ဒီမျိုးမျိုးတောင်ဒီနေ့ကျွန်တော်ရဲ့တက်တာမှာပညာရှိသောမျိုးမျိုးတောင်ပညာရှိသောမျိုးမျိုးဆိုတာကသူပြောတဲ့စကားပေါ်မှာအကောင်းဆုံးဖြစ်လာမယ်ဆိုတော့ယုံကြည်ခြင်းရှိတယ် ပြီးခဲလားဒီဓာဝိတ်ကိုသူတော့တောင်းမှရင်သူ့အိမ်ကိုဓာဝိတ်မဖြတ်စီသူ့ယောက်ျားကိုမတက်ဘူးဆိုသူယုံနေဗျဘာသူစုထောင်းပြီးသွားတာတော့ဒီနေ့ကျွန်ရဲ့တက်တာမှာနာဗလာတက်တာမဖြစ်ရအောင်အပြီးခဲလားတက်တာဖြစ်ရအောင်နာဗလာကမူးနေတာနာဗလာကပြောချင်အောင်ပြောနေတာအဘိကေလာငြိမ်းချမ်းတဲ့အရာတွေကိုသူလုပ်ပြီးနေတယ်။ဒါကအဘိကေလာနဲ့နာဗလာကကွာချတိုင်နေတာနေတာလင်မယားနေရောက်မိမနဲ့ယောက်ျားကွာချ ောက်ျားတောက်ပြီးမူးယူနေမိမကောင်းနေရလို့တောင်းလိုက်အဲမူးယူတဲ့ယောက်ျားနောက်ဆုံးသိတာပဲနဗလာသိတော့တူတူအကြောက်လုံးကြီးသိတော့တောင်းအဲနဗလာနဲ့ပြီးခေလာမှာထပ်ပြီးတော့ခွဲကြလိုက်အချက်၆ချက်ထပ်တွေ့ရနဗလာဂရန်ချက်ကခင်မွန်နဗလာဆိုးတယ်ဒါပေမဲ့ဇနီးအပြီးခေလာကောင်းတယ်ဒါနံပါတ်၁နောက်နံပါတ်၂ဒုတိယချက်ကခင်မွန်ကခတ်ထားတယ်ဇနီးကနုညံ့တယ် ခင်မနာဘလားဒါဝိဖွဲ့တို့ခတ်ထန်စွာပြောလိုက်တာဒါကြောင့်ဒါဝိတို့ကတပ်ဖို့လာဒါပေမဲ့အပိကဲလာနူးညံ့တဲ့ကြောင့်တပ်ဖို့လာတဲ့ဒါဝိကပြန်လှည့်သွားတယ်ဘာသောတတိယချက်ကခင်မုန်းဖြစ်တဲ့နာဗလာပြဿနာသမားပြဿနာပဲရှာတာနားလည်အောင်ပြောရင်တော့အယက်စကားနဲ့ပြောရင်တော့ပြဿနာလူပဲသူကနာဗလာသူကြောင့်ပြဿနာတက်သွားတာဒါပေမဲ့အမျိုးသမီးအပိကေလာကြောင့်သူငြိမ်းချမ်းရေးသမား ငြိမ်းချမ်းသူကဖြစ်ငြိမ်းချမ်းခြင်းခံစားရအဲ့ဒါထူးခြားနမလီသုဒ္ဓချက်ကခင်မွနာဗလာနမိုးဖြစ်တယ်သူမိုးချိန်လုံးမိုးနေတာဒါမဲ့ဇနီးကြတော့ဖယားနဲ့သွားတဲ့သူဖြစ်တယ်အဲ့ဒါကွာချာငမူးကြောင့်အိမ်ကဆုံးရှုံးတော့မှာဒါပေမဲ့ဖယားနဲ့သွားတဲ့ဇနီးကြောင့်အဲ့အိမ်ကကောင်းကြီးပြန်ရတယ်ဒါတမလေးချက် နံပါတ်5နံပါတ်5ချက်ကတော့ဘာလဲဆိုတော့ခင်မွန်းနာဗလာအတ္တချီသူ့တော့ပဲသူ့အိမ်တော့သူ့စီးစိမ်တော့သူ့ရဖို့တော့သူ့တော့သူ့တော့ပဲကြည်ကအတ္တသမား နာဗလာဒါပေဇနီးရကြတော့ဖရာဟစ်တာလမှာတော့အားလုံးကိုချိန်ပြီးကြည်တယ် ိမ်မှာဒီလိုစီစဉ်ရှိတယ်ဒါဝိတို့ကွဲကာလို့သူတို့အဆင်ပြေတယ်ဆိုတော့သူယုံလို့လေသူ့အိမ်ကစီစဉ်ရဲ့စားစရာတွေဒါဝိတို့ပြန်ပွားပေးတယ်တပရဟိတတယ်မှာယောက်ျားအားတာတယ်မှာမိန်းမပရဟိတတယ်မှာပေးတတ်တယ်ချွေးတတ်တယ်ပူညီတတ်တယ်မဆာတတ်တယ်ယောက်ျားကသူဘလို့ရမလဲဘလို့ရမလဲဒါပဲစဉ်းစားတဏမငါချက်တော့ချက်နောက်ဆုံးချက်ကတော့ နာဗလာသူ့မှာရှိတဲ့စီးစိမ်နေနဲ့ဟာစားမကုန်တော့မကုန်ဆိုဒါနဲ့ပဲသူကရစ်မူးနေတာနာမပစံရှိတဲ့ဟွာရှိတဲ့ဒီဟာရှိတဲ့ဒါနဲ့စီးစိမ်နေရစ်မူးနေတာဒါပေမဲ့အပိကေလာကျတော့ဖယားသခင်နဲ့ပဲမွေလျောနေတာတောင်တကယ်ပြန်လာတက်တဲ့အခါကျတော့ဒီစီးစိမ်နေရစ်မူးတဲ့နာဗလာကြောင့်ဆုံးရှုံးတော့မယ်ဒါပေမဲ့ဖယားနဲ့မွေလျောတဲ့အမျိုးသမီးကြောင့်ပြန်လွတ်သွားတာဒါကြောင့်အိမ်ဒီမှာ ဖယားနဲ့မွေလျော်တဲ့ဇနီးတွေရှိရင်ဖယားနဲ့မွေလျော်တဲ့မိသားစုဖြစ်ရင်ဖယားနဲ့မွေလျော်တဲ့ဖခင်ဖြစ်ရင်ဖယားနဲ့မွေလျော်တဲ့မိသားစုဖြစ်ရင်အဲဒီအိမ်မှာအများရန်လုံမြောက်ချင်းရှိတယ်။ဤဒီကတော့ပြနှုတ်ကပတ်တော်စကားတွေဖြစ်တယ်။အောင်ကျွန်တော်ကလောကီအရာမှာမွေလျော်တာချက်ဖယားသခင်နဲ့မွေလျော်အဲဒီဖယားသခင်နဲ့မွေလျော်တဲ့သူတွေရဲ့မိသားစုတွေမှာအမြဲထောက်ပေါက်ဖျားရှင်ပေးထားတယ်။တောင်းဒီကေလာတိတ်တော့ ဖျားနဲ့မှုရောတဲ့အခါသုတ်အားဖြင့်လွတ်မြောက်ခြင်းရအောင်။တောက်ဒီကနေ့ပညာရှိတဲ့အမျိုးကြီးဒုတိယတယောက်ကတော့အပိကေလာဖြစ်တယ်။အပိကေလာကဲသို့ပညာရှိတဲ့တတ္တတမန်သတိရှိတဲ့မယားကဲသို့အသက်ရှင်နိုင်ဖို့ဒီကနေ့နှုတ်ကပတော်ကဒီလမိခင်များနေလာမှာမိခင်နေအားပေးနေတာဖြစ်တယ်။တောက်ဒီကနေ့အပိကေလာဆိုရဲနာမည်ဝတ်ထူးခြားတယ်။ ဖခင်ဤဝမ်းမြောက်ခြင်းသူဖခင်ကဒီကလေးလေးကိုမွေးလို့ဝမ်းမြောက်ရတယ်တကယ်လေသူနာမည်နဲ့သူအတိတ်ပဲလိုက်အခုအိမ်တော့ဝမ်းမြောက်ရသူခင်မုန်းတော့ဝမ်းမြောက်စေစင်းစင်းင်းဖြစ်သူတို့မိသားစုမပြိုလဲဖို့ဝမ်းမြောက်စေတဲ့မျိုးမျိုးဖြစ်တယ်တောင်ဒီနေ့ကျွန်တော်တို့ဟာလောကမှာအသက်ရှင်တဲ့အခါကျွန်တော်တို့ကြောင့်သူများဝမ်းမြောက်ကျွန်တော်ရောက်သူများစိတ်မပြတ်ကျွန်တော်ရောက်သူများမငိုချွေးရောက်ကျွန်တော်ရောက်သူများအသက်အိုးအိမ်မဆုံးရှုံးအောင် ကျွန်တော်ရောက်သူများစိတ်တမကြောက်စိတ်မငြိမ်းအောင်ကျွန်တော်အားဖြင့်သူတော်ဘာဝမ်းမြောက်ရင်ကျွန်တော်ကအပိကဲလာတတ်တာဖြစ်တယ်။တောင်းကျွန်တော်အပိကဲလာတတ်တာကဲသူတော်ဘာကိုဝမ်းမြောက်စေတော်သူများဖြစ်ပါစေလို့အားပေးခြင်းနောက်ဆုံးဖြစ်ပျက်လေးတစ်ခုပြောပြီးတော့ညီကုန်းချုပ်ချက်။တခါတော့တတိယတယောက်ကသူအလုတ်ကနေပြန်လာတဲ့အခါသူ့ကုမ္ပဏီကနေပြန်လာတဲ့အခါသူ့ရဲ့ရက်ကွက်မှာအကြီးကျယ်မီးလောင်သူဝယ်ထားတဲ့ အိမ်ပေါ့နော်သူဝယ်ထားတဲ့အိမ်အဲ့အိမ်ကြီးမှာမီးလောင်မီးဆွဲနေအဲ့ဒီအိမ်ကြီးကတော့သူနောက်ဟိုနောက်ထပ်အိမ်ကအသက်တစ်လုံးပဲပြောရမှာသူထပ်ဝယ်ထားတဲ့အိမ်ကြီးပေါ့အဲ့ဒီအိမ်ကြီးကမီးဆွဲတော့ဟာသူကစိတ်ပြတ်စိတ်တကြပြီးတော့ဟာဒုက္ခပဲငါဒီဝယ်ထားတဲ့အိမ်ကြီးကသူများကိုနှစ်ဆပြီးပြီးဝယ်ထားတာကုန်ပါပြီဆိုပြီးစိတ်တကြတဲ့ချိန်မှာပဲတတိယတာအချီးဆုံးလာပြောအဖေမပူနဲ့တဲ့ ေကုမ္ပဏီမှာပွားတဲ့အချိန်မှာကျွန်တော်တို့ကဒီအိမ်ကိုဒီကနေ့မနှက်ကပဲတယောက်ကဝယ်ကျင်နေဆိုလို့ကျွန်တော်တို့ကချက်ချင်းပဲရောင်းမယ်ဆိုပြီးသုံးစားရလို့ကျွန်တော်တို့ကရောင်းထားပြီးဟာတတိကချက်ချင်းပြောသွားတယ်တတိပြောသွားတယ်ဒါအချိန်မှာပဲဒုတိယသားလာပြောရပြီတဲ့သူတို့ကတဲ့ချက်ချင်းစိတ်ရမဲချတာတဲ့အချိန်မပြီးသေးဟာတတိကစိတ်ညစ်သွားပြီးချက်ချင်းဟာ ပထမတစ်ယောက်တော့ရောင်းတယ်ဆိုလို့ပြောအဒုတိယတစ်ယောက်တော့စိတ်ဆီရမဲပြီးတယ်ဆိုတော့ဒုတိယသားလက်စကားကြောင့်သူကစိတ်ကြအာနမတတိယသားငယ်ပြန်လာတယ်ဟာပြီးတယ်အခုပဲသူတို့ဖုန်းဆက်တယ်မပူနေတဲ့အဲ့ပစာအကုန်ရှင်းမယ်လို့ပြောတဲ့ကြောင်းဟာသတိကပြန်ပြောသွားတယ်ရတယ်မိလောင်လဲလောင်ပါစီပစာကုန်ပြန်ရမယ်ဟာဒီသတိရဲ့တတ်တာကိုကြည့်တဲ့အခါသူကတည်င်းပေါ်မူတည်ပြီးမှမျိုးမျိုးပြောင်းလဲနေတာသာသတိတစ်ခုကောင်းတယ်ဆိုဟာပြောသွားပြန်ဟာသတိတစ်ခုဆောင်းတယ်ဟာစိတ်ညစ်သွားပြန်တယ်တည်င်းကသူ့ရဲ့ဘဝကိုအပြောင်းလဲနေဖြစ်စေနေတာ အဲ့ဘာလဲဆိုစောင့်တီးရမရတယ်ပေါ့သူ့ထဲမှာညီစက်ချင်းမရှိတောင်းကျွန်တော်ကဒီသတိရသက်တာမဖြစ်အောင်အပိကဲလာသက်တာဖြစ်လာအပိကဲလာသူ့အိမ်ကိုဒါဝိတ်နဲ့လူလေးကဓာတ်နဲ့လာတတ်ဖို့လာတဲ့အချိန်မှာသူဘာမှမစိုးရင်သူ ਈ ရှိပဲသူရှိတဲ့စားစရာလေးတွေယူသွားပြီးဒါဝိတ်ကိုလမ်းမှာဖြတ်ပြီးတောင်းမှန်လိုက်တဲ့အခါပြန်လှည့်သွားအောင်ဖျားသခင်အအောင်စရာပြုတ် ြောချင်တာသတင်းကြားတိုင်းစိုးရိမ်နေတယ်မှာမိခဲလာမပါတော့ဒီနေ့ကျွန်တော်ရဲ့သက်တာမှာသတင်းစိုးရိမ်ကြားတိုင်းစိတ်စိုးရိမ်စိတ်ပြက်စိတ်ဒုက္ခစိတ်ဘောကရောက်တဲ့အထဲမှာကျွန်တော်မပါရဘေးအရာကကျွန်တော်တွန်းအားပေးတယ်နှုတ်ဘက်တော်ကခွန်အားပေးတွန်းအားပေးတော့ဦးတော်တထီးလို့ပေါ့အပြန်လာတဲ့ကတတရောပြောတာနဲ့သတင်းကောင်းဆိုရင်ပြောသတင်းဆိုဆိုနဲ့စိတ်ညက်သတင်းကောင်းဆိုပြန်ပြောသတင်းဆိုဆိုစိတ်ညက် စိတ်ကကနာမငြိမ်ဖြစ်တောင်းဒီကနေ့ကျွန်တော်ရဲ့အသက်တာမှာဆိုးရွားလာတဲ့ဤရတေကိုလောကကြီးမှာဖြတ်တန်းရတော့ညာလေးကောင်းမြတ်တဲ့ဘုရားသခင်ကကျွန်တော်နှုတ်ဘက်တော်မှာသတင်းကောင်းတွေပေးထားတယ်တပိုင်းနှုတ်ဘက်တော်နဲ့ကျွန်တော်သွားနေရင်ဘယ်လိုမျိုးသတင်းစိုးတွေလာပါစေထို့ဘုရားကတင့်ကိုတာဝန်ယူပြီးကွယ်ကာနေမှာဖြစ်တယ်ဒါကြောင့်ပြီးခဲလာခဲ့တော့ ကြားရတဲ့သတင်းစိုးပေါ်မှာစိတ်တက်ကြသွားတာမဟုတ်ဘဲနဲ့သူဘာလုပ်ရမလဲသူဘသူနဲ့သွားရမလဲသူဘာကိုလှုပ်ဆောင်ရမလဲဆိုတာအမှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့လှုပ်ဆောင်တဲ့အခါအပိကေလာအဖြစ်တဲ့အိမ်လုံးလုံးမြောက်ချင်းရတော့ဒီနေ့ကျွန်တော်နှုတ်ဘတော်နဲ့သွားပါက သင်ရှိရာအရမှာသင်မိသားစုသင်အသက်တာတအိမ်လုံးတော့ထိုဖီးကားကလွတ်မြောက်ခြင်းနဲ့တကွကွဲကွာခြင်းနဲ့တာဝန်ယူနေမှာဖြစ်တယ် ကျမ်းသာသူရောက်ချင်းစီတိုင်းဖြတ်ရှင်သာပြီးကောင်းချီးပေးပါစေ God bless you all ရင်သက်ချင်းရှိပါစေကျွန်တော်ဂျင်ညာစီရောနှစ်ပါအင်္ဂါနေ့မြန်မာစံတော်ချိန်ညနေ3:00နာရီခွဲမှာကျွန်တော်ပြန်လည်တွေ့ဆုံမှာဖြစ်တယ်နှစ်ပါကျွန်တော်ပညာရှိတဲ့အမျိုးသမီး3ယောက်မြောက်ကိုကျွန်တော်ဆက်ပြီးနားထောင်မှာဖြစ်ပါတယ်ဒီကနေ့ကြည့်ရှုသူအားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေရင်သက်ချင်းရှိပါစေဆုတောင်းကောင်းချီးခံယူကြပါစို့ ခမီးတော်သားတော်သားရှင်သောဝိညာဉ်သုံးပါးစုဖျားထံတော်ပါမကောင်းကြီးဖြစ်ပြသည်ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့လည်းဒီကနေ့မွေးနေ့ချဲ့ရောက်တဲ့ growth team no definitely cool in here ကမိသားစုများ အကဲဥဆူလိုက်နေတဲ့ကမိသားစုများမှာစား သမီး Victoria နဲ့ကွာမိခင်အနော်နော်စီးနဲ့ကွာမိသားစုများပွင့်ဖြူခင်နဲ့ကွာမိသားစုများဒီကနေ့မွနေ့ချောက်တဲ့မွနေ့ရှင်တီတီတို့ကျွဲဝဆုံနေတဲ့ကောင်းကြီးတက်ရောက်သလိုဝိညာဉ်ကြီးကကြီးထွားခြင်းနဲ့ကွာဖျားရှင်ပြီးတဲ့ကောင်းကြီးတို့သည်ဒီကနေ့မွနေ့ချောက်တဲ့မွနေ့ရှင်အားလုံးပေါ်သို့တက်ရောက်သလိုမင်္ဂလာနဲ့ပတ်လည်ချောက်တော်သူများဘုံတော်ဝင်စားတဲ့သူတွေရဲ့ကြံရှိတဲ့မိသားစုတွေတက်သိမှုရသလိုမြန်မာပြည်နဲ့ကမ္ဘာကြီးမှာစစ်ပွဲတွေရပ်တန့်ခြင်းငလင်ပြီးတဲ့သောကြောင့် ပြန်လဲထူထောင်ရေးအတွက်လှုပ်ဆောင်နေတဲ့နေရာသီးသီးမှာထူထောင်ရေးအတွက်လိုအပ်တဲ့အရာတွေဖျားရှင်ပြင်ဆင်ပေးခြင်းကြည့်ရှုတဲ့ online ပရိသတ်များ Facebook YouTube ကကြည့်တဲ့ဓမ္မပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍မကုန်မခန်းနိုင်တဲ့ကောင်းကြီးတို့သည်ကာလအစင်းမြဲတက်ရောက်တည်ရှိတည်နေပါစေသောအာမင်ကျေးဇူးတင်ပါတယ်ကြည့်ရှုခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖျားရှင်သာ၍ကောင်းချီးပေးပါစေ။ဒိတ်တချင်းရှိပါစေ။ကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့။